ဒီတစ်ခေါက်မှာတော့စရင်တွေအကြောင်းကိုပြောပြပေးသွားပါမယ်။စရင်ဆိုတာကတော့ထဲစရာတွေနဲ့အလားတူတယ်ပေါ့နော်။ထဲစရာတစ်ခုမှာတံပိုးတစ်ခုပဲလက်ခံနိုင်ပေမဲ့စရင်တစ်ခုကြတော့သူကအများကြီးလက်ခံလို့ရတယ်ပေါ့နော်။အဲ့တော့ဘာလို့ဆိုလဲဆိုတော့သိရအောင်လို့စင်းထူးလို့မယ်ဆိုတော့နေကြည့်လိုက်အောင်အဲ့တော့စင်းအသေးနာမည်ဆိုပြီးတော့နာမည်ပေးခိုင်းတယ်ပေါ့နော်မမစရင် ဟုတ်ပြီအဲ့လိုမျိုးအမတ်စင်းဆိုပြီးလွတ်လိုက်ရင်ဒီမှာအမတ်စင်းဆိုပြီးတော့ဒီ list လေးတခုပေါ့နော်ဒါစင်းရိုက်တခုကျလာပြီအဲ့လိုကျလာပြီးတော့စင်းရိုက်နဲ့ပတ်သက်ပြီးတော့လုပ်လို့ရတဲ့ဒီအချက်ကလေးတွေပါအများကြီးကျလာပြီပေါ့နော်အဲ့တော့ဒီချက်ကလေးတွေကိုနည်းနည်းလေ့လာကြည့်မယ်နော်ဆိုတော့ဒီမှာပထမဆုံးအမတ်စင်းရဲ့ပစ္စည်းပေါင်းထည့်ဆိုတာရှိရပေါ့နော်အဲ့တော့အမတ်စင်းနဲ့မှာပစ္စည်းပေါင်းထည့်ဆိုတော့ရှင်းလိုက်မယ်ပြီးတော့ဒီခေါင်းဆောင်ကဒီဇယုတ်အနစ်ခံရတော့အခါဆိုတာလေးကိုဆက်ထည့်လိုက်မယ် ပြီးရင်အမတ်စရင်ဖြစ်တဲ့အတွက်ကြောင့်ပစ္စည်းအစာအမတ်စင်းနဲ့ပစ္စည်းမပေါင်းထဲဘူးနော်ပစ္စည်းအစာဖြတ်ပြီးတော့မှ90ပေါင်းထဲလိုက်မယ်နော်အဲအဲဒါဆိုဒီဇယုန်နဲ့ခိုင်တဲ့အခါမှာအမတ်စင်းနဲ့သူ90ပေါင်းထဲတာတွေ့လိမ့်မယ်အဲ့တော့နေကြည့်မယ်နော်ဒါဆိုရင်စရင်နဲ့မှာအမတ်စင်းနဲ့မှာအဲနံပါတ်1အနေနဲ့90ဆိုတော့ဝန်ထမ်းတွေ့ပြီ အဲ့နောက်ထပ်ကိုကဒီလိုမျိုး34ရိုက်ထည့်ပြီးတော့မှသူ့တန်းနေပြင်အဲစင်းနဲ့မှတ်ထား34ဆိုယူဝင်သွားပြီပေါ့နော်အဲ့တော့သူကစင်းနဲ့ကိုဒီဘာပဲဖြစ်ဖြစ်ကိုထည့်ရင်နဲ့ထည့်ကြလေးတွေကိုထည့်သုံးရတာပေါ့နော်โอเคအဲ့ဒါဆိုရင်နောက်တစ်ခုအမတ်စင်းရဲ့အမတ်စင်းတစ်ကိုဖြတ်တယ်နော် ဒါဆိုရင်ဒီစရင်နေမှာအမတ်စင်နေရှိတယ်။လောလောဒီမှာဥပမာကြည့်ရင်အမတ်စင်နေမှာအမတ်စင်တက်နေရှိတယ်။အဲ့တော့ဒီမှာကိုကဖြတ်ချင်တဲ့ဟာကိုဖြတ်လို့ရတယ်။အဲ့တော့လောလောထားပါတော့ဒီမှာအမတ်စင်နေကိုနောက်ထပ်ဒီအယုတ်လေးကိုနေလိုက်ရင်ဒါအမစင်းနဲ့မနောက်ဆက်56ဝင်သွားတယ်ပေါ့နော်။ဒါဒါလေးကိုအလုံးမလုံးတော့အောင်လို့ခဏဖြုတ်လိုက်မယ်။ပြီးရင်အမစင်းအမစင်းတစ်ကိုဖြတ်ဆိုတာရှိတယ်။ ဲ့တော့အမတ်စင်အမတ်စင်ထားတော့နှစ်ကိုဖြတ်မယ်နော်တော့ဒီကောင်လေးကဤစေုံနှစ်ခံတော့ကအမတ်စင်ရဲ့အမတ်စင်နှစ်ကိုဖြတ်ဆိုပြီးတော့ဖြစ်မှာနော်အဲ့တော့အမတ်စင်တက်မှာ90ရှိတယ်အမတ်စင်နှစ်မှာ30ရရှိတယ်3မှာကျတော့56ရှိတယ်အဲ့တော့နှိပ်ကြည့်လိုက်ရင်အလဲက34လေးပြောက်သွားတယ်နော်အဲ့လိုမျိုးပေါ့အဲ့တော့သူအဲ့လိုဖြတ်လို့ရတယ်ပြီးရင်နောက်ထပ်ဘာရှိသေးလဲ တော့အမှတ်စင်းထဲမှာအကုံဖြတ်အကုံဖြတ်တာရှိတယ်နော်အကုံဖြတ်ကြတော့ဒီမှာနေလိုက်ရတဲ့အကုံလုံးဖြတ်ပြီးတော့ပလာဖြတ်သွားတယ်နော်ဘယ်တလားဆိုနားလဲမထင်ဘူးနော်အဲပြီးတော့ဘာလဲရှင်းအောင်လဲဆိုရင်ဆိုတော့နောက်တစ်ခုအနေနဲ့ဒီမှာအမတ်စင်အမတ်စင်တက်တွင်ပစ္စည်းထည့်ဆိုတာရှိတယ်ဒီကောင်လေးကိုစမ်းကြည့်မယ်နော် အဲ့တော့ဒီမှာတို့နေလေဆိုရင် အမတ်စင်းရဲ့အမတ်စင်းတက်မှာသူပြည့်စည်ကိုထည့်ပေးနော်ဒီနောက်တစ်ခုအနေနဲ့အမတ်စင်းအေးအမတ်စင်းတက်တွင်မှာပဲဒီမှာပါနော်တရားထည့်ကြရအောင်ဒါဆိုရင် အမတ်စင်း အမတ်စင်းတက်တွင်တရားထဲပေါ့နော်ဒါလေးကိုနေကြည့်အောင်အဲ့တော့အမတ်စင်းတက်မှာသူတရားထဲတဲ့အခါမှာ ်ဒီမတ်စင်မူလရှိတဲ့ပစ္စည်းကိုသူအောက်ကိုပို့လိုက်တယ်နော်အဲ့ဒါလေးခရီးထားရမယ်အဲ့တော့သူကကျတော့ကိုကအမတ်စင်တက်မှာထည့်နေတယ်ဆိုရင်အမတ်စင်တက်မှာမူလရှိနေတဲ့ပစ္စည်းကအောက်ကိုရောက်သွားမယ်အဲ့ဒါလေးတစ်ချက်သတိထားရမယ်အဲ့တော့အဲ့ဒါနဲ့မတူတာကဘာရှိမလဲဆိုရင်ဒီမှာအမတ်စင်အီအမတ်စင်တက်သေးရှိပစ္စည်းတွင်အတိအကောင်ပေါ့နော်အစားအသင့်တာပေါ့ တော့ဒီလိုမျိုးဟာနဲ့အဆင်ပြေဘူးဆိုရင်ဒီကောင်အောင်တုံးလိုက်ရအဲ့တော့အမတ်စင်အမတ်စင်ဤအမတ်စင်တက်တဲ့ရှိအရာတွေပစ္စည်းကိုအစားထိုးပေါ့နော်ပစ္စည်းအစားဒီမှာမုံလာဥပေါ့နော်မုံလာဥဆိုရက်ထလိုက်အဲ့တော့အမတ်စင်ဤအမတ်စင်တက်တဲ့ရှိအရာတွေမုံလာဥကိုအစားထိုးပေါ့နော်အဲ့ဒီမှာနေကြည့်လိုက်အဲ့တော့အမတ်စင်တက်တဲ့မှာတရားရှိတယ် မစင်နေထဲမှာပြည့်စည်ရှိတယ်ဒီမှာတရားပြောက်သွားပြီမုံလားဥကအစားဝင်ရောက်သွားတယ်ဗောနော်ကျန်တဲ့နံပါတ်2ကပြည့်စည်ရတော့ဘာမှမဖြစ်ဘူးအဲအဲ့ဒါဆိုရင်ဒီမှာစင်းရင်းကိုဘလို့တုံးလို့ရမလဲဆိုတာတော့ကိုအတုံးတဲ့တယ်လို့တုံးပါတော့နော်။သူကတော့စရင်အစရင်မှာသူမှာနောက်ထပ်ဒီမှာစင်းနဲ့မှာအမဆယ်နဲ့တက်တက်ရှိအရာပါတော့နော်။အဲအဲ့ဒါ ဖော်ကြည့်လို့ရတယ်ပြီးတော့အမတ်အမတ်စင်တက်ရှိပစ္စည်းအမတ်စင်ပေါ့နော်အဲတခုခုရဲ့အမတ်စင်ဘယ်လောက်လဲဆိုတော့လည်းအဲ့လိုမျိုးကြည့်လို့ရတယ်ပြီးတော့အမတ်စင်ရဲ့ပစ္စည်းရှိလားမရှိလားပေါ့တခုခုရှိလားမရှိလားအဲ့ဒါကိုမှန်မှဒီ logic ဆက်ကြည့်လို့ရတယ်ပြီးတော့အမတ်စင်ကိုပြကျင်လားဖော်ကျင်လားလုပ်လို့ရတယ်ပြီးတော့ဒီမှာအရေးကြီးတာအမတ်စင်ရဲ့အလျားပေါ့အလျားဆိုတာကတော့ဒီမှာအမတ်စင်နဲ့မှာပစ္စည်းနှစ်ခုရှိရင်အလျားနဲ့ ျက်စိသုံးခုရှိရင်အလျား၃ပေါ့နော်သူအလျားရဲ့ဒီပျက်စိဘယ်နှခုရှိလဲဆိုတော့ပြောတာအဲ့တော့စရင်းတွေက programming မှာဆိုရင်တော်တော်လေးကိုအရေးပါတဲ့အရာတွေဖြစ်ပါတယ်ဒီစရင်းတွေကိုကျွန်း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 ကင်တွေအသုံးပြုတတ်တယ်ဆိုရင်ကိုယ့်ရဲ့ program ထဲမှာရှိတဲ့အချက်လက်တွေကိုကြည်ကြည်လင်လင်နဲ့တတ်တရရကင်တွေအသုံးချလို့ရပါတယ်ဆိုတော့ဒီမှာအမှတ်စင်းနဲ့ဟိုအမှတ်တွေပေါင်းထည့်တဲ့ program လေးတစ်ခုရေးကြည့်အောင်နော် ဆိုတော့ဒီမှာဒီကောင်လေးခဏဖြတ်လိုက်မယ်ပေါ့နော်အဲ့ဒီမှာလောလောဆယ်ဒီအမတ်စင်းနဲ့အားတွေအကုန်လုံးဖြတ်ပလိုက်မယ်ထည့်စရာကိုသွားမယ်ပြီးရင်အမတ်စင်းတဲမှာအကုန်ဖြတ်အဲ့ဒါနေလိုက်ဒီမှာအမတ်စင်းနဲ့မရှိဘူးဟာအကုန်ပြတ်သွားပြီတွေ့တယ်နော်ပြီးတော့ဒီမှာထောက်လန်းကိုသွားလိုက်မယ် နာမည်ဘလိုခေါ်လဲဦးမေဘီဆော့အဲ့တော့ယူလိုက်မယ်နာမည်ဘလိုခေါ်လဲဆိုတဲ့အစားအမဘလောက်လဲပေါ့ပြင်ရတဲ့အဖြစ်ကိုဒီထည့်ရတဲ့ကမစင်တဲ့ပစ္စည်းပေါင်းထည့်ဆိုတာလေးယူလိုက်မယ်ယူတော့အဖြစ်ကိုဒီပစ္စည်းလေးကိုထည့်လိုက်မှာနော်ဒါဆိုရင်ပရိုဂရမ်လေးရယူယူလေးပဲ ်ဤဇေယုနှိခံတော့ခါအမတ်ဘလောက်လဲဟူမေးပြီးစောင့်မယ်အမတ်စင်းနဲ့အဖြေပေါင်းထည့်မယ်နော်အဲ့တော့ကြည့်လိုက်မယ်ဒီကောင်လေးကိုနှိလိုက်မယ်အမတ်ဘလောက်ရလဲအဲ့တော့23မှတ်ထားပါတော့ okay ဒါရင်အမတ်စင်းက23မှတ်ဝင်သွားပြီနောက်တစ်ချက်ထည့်နိုင်မယ်အမတ်ဘလောက်ရလဲ34အဲ့တော့နှိမ့်လိုက်လဲနှိမ့်လိုက်တယ်မှာသူအမစင်းနဲ့ဦးတခုတခုဝင်သွားမှာပေါ့နော် ဲ့ဒီတော့ဒီမှာအမတ်တွေထိလိုက်တိုင်းထိလိုက်တိုင်းမှာအလျားကလည်းတိုးလာတော့အတွက်မယ်နော်ဟုတ်ပြီဒါဆိုရင်ဒီလိုမျိုးစရင်ကိုဒီလိုမျိုး data တွေအများကြီးထည့်သုံးဖို့အတွက်အဲ့လိုမျိုးတုံးလို့ရတယ်ပေါ့နော်ဆိုတော့ဒီစရင်ထဲမှာရှိတဲ့ items တွေပေါ့နော်ဒါပေမဲ့လိုအပ်လာလို့ကိုကဒီအမတ်စရင်ကိုကြီးစင်နေလိုက် ေ့ခြင်းနဲ့ဆိုရင်ဘယ်လိုစီရမလဲပေါ့နော်အဲတကယ်တော့အဲ့လိုမျိုးလေ့ကျင့်ငင်ငါ programming သင်တဲ့အခါမှာဒီ algorithm တွေကိုကောင်းကောင်းသုံးတတ်ဖို့အတွက်ပြည့်တဲ့လေ့ကျင့်ငင်မျိုးပေါ့နော်အဲ့တော့အဲ့လိုမျိုးဒီလောလောဆယ်ရှိတဲ့အမှတ်စဉ်ကိုကြီးစင်ငါလိုက်စီတဲ့လေ့ကျင့်ငင်မျိုးကိုနောက်တစ်ဗီဒီယိုမှာအဆွေးနွေးပြပါမယ်ကျေးဇူးတင်ပါတယ်